ဒီနေ့ကလေးလေးတယောက်ကအစားအနမကြမ်းမင်းနဲ့ပျောက်သွားပြီးရောနောက်ဒဘလောက်ကြမှာသူ့အခန်းထဲမှာပဲပြန်တွေ့ရအကြောင်းပြပြပြီးတော့မှာဒီဖြစ်ရက်က2010မက္ကဆီကိုအင်ဒလိုမာဟစ်ကီလူကန်ဆိုတဲ့နေရာမှာ လေးနေရွယ်ကလေးမလေးဖြစ်တဲ့ဝေါ်လက်ကေပါဖာပျောက်သွားတယ်ဒီလိုနေရာမျိုးကွာလူချမ်းသာတွေပဲ သီးသက်သက်နေတဲ့နေရာမျိုးအဲ့လိုနေရာမျိုးမှာလူတုံတန်းကိုမပြောက်ဘူးလို့ခလေးလေးအထူးသဖြင့်ခလေးလေးတယောက်ကမပြောက်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်အမှနေတဲ့လူတွေကသူတို့အတွက်ကလုံးလုံးချုံသေးရဲ့လားခလေးလေးအောင်ပျောက်သွားပြီဆိုပြီးအရန်ကိုစိုးဝင်ပြီးတော့ဒီတည်တင်းကိုလည်းနားစွန့်နေကြတာပေါ့ပြီးတော့ share တွေကလည်းအသေးအံလိုက်ရှာမိသားစုဝင်တွေကလည်းအသေးအံလိုက်ရှာအဲ့အောင်မှမတွေ့ပဲနဲ့နောက် share ရလောက်ကြမှသူ့အခန်းထဲမှာပဲဂရင်ချေရင်းနဲ့မို့ရရဲ့ဂျားရဲကနေရာလေးမှာ အဲ့ကလေးမလေးအလောင်းပြန်တွေ့ရပိုလက်ကဲပါရာဖာရာသူ့ကိုတို့ကပိုလို့ပဲခေါ်ပါမယ်ပိုကခနာကိုတချမ်းကမတန်ဘူးမလုံနိုင်ဘူးအဲ့တော့သူတယောက်တည်းလမ်းမလျှောက်နိုင်ဘူး အရန်ခရူးဆိုင်မှုအရန်လိုရပေါ့နော်အဲအကြောင်းသူတို့မိသားစုကခလေးထိန်2ရောက်တောင်ထားရပေးရအဲ့တော့ပိုမပြောက်ခင်ညမတ်လ21ရက်နေ့ကပိုရဲ့ပိုရဲ့အမရဲ့ပြီးတော့ပိုရဲ့အဖေဖြစ်တဲ့မော်ရီစီယိုဂေဘာရာရဲ့ကဘာရဲ့တဲ့ဘရာဘိုဆိုရဲ့ကံကနေပြီးတော့ပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတော့မတ်လ22ရက်နေ့မှာခလေးထိန်2ယောက်ထဲကတယောက်ဖြစ်တဲ့အရီကာကပိုကိုနှိုးဖို့ပိုခံတဲ့ကိုသွားတယ် ွားတော့အဲ့ရပေါ်မှာပိုလုံးဝရှာမတွေ့ရဘူးအဲ့ဒီအတွက်ကြောင့်အခန်းထဲမှာနှမ်းဆက်အောင်လိုက်ရှာရင်မတွေ့ဘူးအိမ်လုံးနှမ်းအောင်လိုက်ရှာရင်မတွေ့ဘူးမတွေ့တော့အရကရဲကိုခေါ်လိုက်တယ်ရဲကိုခေါ်တော့ထူးခြားတဲ့တကူကဘာသွားတွေ့ရလဲဆိုတော့တကားကြီးပွင့်နေရမျိုးလည်းမရှိဘူးတကားပြက်နေရမျိုးလည်းမရှိဘူးဆိုတော့အထဲကတရားရောများခေါ်သွားတာလားဆိုပြီးမေးစရာရှိမယ် CCTV record ကြည့်တော့လဲ CCTV မှာပိုထွက်သွားတဲ့ record လုံးဝမတွေ့ရဘူးပေါ့နော်ပိုရှာတွေ့ရတဲ့အခန်းထဲမှာ ိုရဲ့အမိဖြစ်တဲ့ Lizard Farah ကသတင်းထောက်တစ်ယောက်နဲ့အဲ့ဂရင်ခေါင်းရင်းမှာပဲထိုင်ပြီးတော့ interview လုပ်ခဲ့တယ်။ပိုရဲ့အမိတငယ်ချင်းဖြစ်တဲ့ Amanda ကလည်းအဲ့ခန်းထဲမှာသုံးမြအိတ်သွားတယ်။ပိုပိုပြောက်တဲ့ခြားရဲ့မှာပေါ့နော်ပိုမင်း interview လုပ်တယ်ပိုရဲ့အမိသမီးချင်းနဲ့အိတ်သွားတယ်ပြီးတော့ဒီရဲတွေကလည်းတေးချာဒီအခန်းကိုနှမ်းဆောင်ရှာတာကွာဘလောက်တောင်ရှာလဲဆိုတော့အနန်းခံနဲ့ခွေးပါသုံးပြီးရောရှာတာ အဲ့ဒါကိုလုံးဝမတွေ့ပဲနဲ့နောက်ရှေ့ရောက်ကြမှာဒီဟာကဒီလိုမျိုးအနှံ့ထွက်လာပြီးတော့လိုမျိုးတွေ့ရအဲ့ဟာအရန်ထူးစမ်းနေရပြီးတော့ရဲတွေကပထမ24နာရီအတွင်းမှာပြန်မေးဆွဲခံနိုင်ရတယ်ဆိုရဖြစ်နိုင်ချေကြောင်းမိသားစုနဲ့နီးကက်ကက်နေပြီးတော့ပြန်မေးဆွဲခံရတဲ့သူကတခုခုလိုချင်မလို့ဖုန်းဆက်ပြီးတော့တခုခုတောင်းမှာပဲဆိုပြီးတော့နီးကက်ကက်နေရမင်းကိုနေမေးရအဲ့အိမ်မှာပဲနေရပေါ့နော်မင်းကိုမေးရအချိန်မှာဘာတော့တွေ့ရလဲဆိုတော့မိသားစုဝင်တွေအကုန်လုံးက အဖြေကိုတယောက်တစ်မျိုးစီဖြေရဲပြီးတော့ရှေ့ရနောက်တွေလည်းမညီဘူးဖြေရလဲအဲ့ဒီကြောင့်ကျဲရတဖြည်းဖြည်းမိသားစုဝင်တွေဘက်ကိုတန်တရားပုံမြင့်လာပြီးတော့အပြင်လူကလည်းတရားမှအောင်ဆက်သွယ်လာတော့လေမိသားစုဝင်တွေဘက်ကိုတန်တရားပုံမြင့်လာတဲ့ March 25ရက်နေ့မှာရဲတွေကဒီအိမ်မှာမိသားစုဝင်တွေမသိအောင် recording device တစ်ခုထားခဲ့တယ်။အဲ့ recording device ထားခဲ့တော့ဘာသွားတွေ့ရလဲဆိုတော့ Lizard နဲ့ပိုရဲ့အမနှစ်ယောက်ပြောထားတဲ့ conversation ပေါ့နော်။အဲ့မသင်္ကားစရာကောင်းတဲ့ conversation တစ်ခုကိုသူတို့လက်ထဲမှာရသွားတယ်။ ဲ့ conversation နဲ့မှာဘာပြောရလဲဆိုတော့လစ်ဆက်ကသမီးဘာမှမပြောနဲ့ပိုပျောက်သွားလို့စိတ်မကောင်းဖြစ်နေရလို့ပဲပြောဆိုပြီးတော့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပိုရဲ့အမဘာလို့လဲမမေးလို့ပြန်မေးရဲ့အခါလစ်ဆက်ကဘာပြန်ပြောလဲဆိုတော့မဟုတ်ရင်မေတော့ပိုဝတ်ထားရဲဆိုပြီးသူတို့ကဆွဆွဲလိုက်မယ်။ဒါမှမဟုတ်သမီးကိုပိုမလို့ကျွန်တော်တွန်းထုတ်လိုက်ဆိုပြီးဆွဆွဲလိုက်မယ်ဆိုပြီးတော့ပြောတယ်။ရှီရီကဒီ Oreo fan သူတို့လက်ထံမှာရသွားပြီကွာ။ အဲ့ဒါပြောတာဟိုသူတို့ကြားလိုက်ကြအောင် Oreo Fine ကို Media Company တခုကိုသူတို့ပို့လိုက်တယ်။အဲ့လိုပို့လိုက်တဲ့အချိန်မှာဒီ Oreo Fine ကအကုန်လုံးလုံးဝပြန့်သွားတာပေါ့။ပြန့်လဲပြန့်သွားပြီးရော Lizard ကဘလို့ပြန်ဖြေရှင်းလဲဆိုတော့အော်ဒီဟာကခလေးကိုတယောက်ယောက်မေးကုန်မေးရဲ့အခါတခုဖြေရတဲ့အခါစကားမှမထွက်စေချင်လို့သင်ပေးရဆိုပြီးတော့ပြောတယ်။အဲ့တော့ね Jerry မေးဦးမေးမမဟုတ်ဘူး interview တွေဖြေတဲ့အခါကြီးလဲသူတို့တွေကအကုန်လုံးအဖြေကရှေ့နောက်မှာတယောက်လိုဖြစ်နေကြတာကွာ ခုန just ပြော audio file နဲ့ထွက်ထားရဲဆို March 30ရက်နေ့မှာ Mexico ရဲ့ဥပဒေကိုစားပြုရှိနေက Lizet A Morisio ရဲ့ပြီးတော့ကလေးထိန်းနှစ်ယောက်ရဲ့ဟိုနီးစပ်ရဟိုတယ်တစ်ခုမှာခဏထိန်းသိမ်းထားလိုက်တယ်ထိန်းသိမ်းထားပြီးတော့တယောက်ချင်းစီကိုခွဲပြီးတော့မေးကုန်မိရပေါ့နော်အဲ့လိုအချိန်မှာလည်းအဖြေရဒီတိုင်းပဲပေါ့နော်ဘယ်အမှန်မှန်မှမသိအကုန်လုံးက confuse ဖြစ်ပြီးတံပြက်ဖြစ်စရာအရင်ကောင်းနေတယ် လူဆန်နဲ့မော်ရီစီယိုဆိုရင်ခလေးတယောက်ပျောက်တယ်မိသားရဲ့အနေနဲ့သူတို့မျက်နှာမှာပူဆွေးတော့ကရောက်နေတဲ့ပုံလည်းမတွေ့ရဘူးဒီအိုင်းအေးဆေးပဲပေါ့နော်အမော်ရီစီယိုကတော့အင်တာဗျူးအလောက်မဖြေလို့တတိမထားမိဘူးမလစ်ဆိုရင်ပုံကြီးတည်သွားတယ်သူကပူပျောက်တယ်ရတော့ရှောင်းအင်တာဗျူးအများကြီးဖြေနေရဆိုတော့သူဒီအိုင်းပူကိုပျောက်သွားလို့ပြောတဲ့အင်တာဗျူးကအစပေါ့နော် သူဒီအိမ်မှာကလေးတယောက်ပျောက်သွားလို့ informal တဲ့ပုံစံမျိုးနဲ့ပဲပြောတယ်။အရင်ဟိုဝမ်းနေရဘာညာလဲသူ့မျက်နှာမှာမတွေ့ရအောင်။ပြီးတော့ Mauricio ဆိုလည်းဒီအိမ်မှာပေါ့နော်။သူက interview မလုပ်တာသာရှိတာ။ Mauricio ရဲ့အဖေကလည်းဒီနိုင်ငံရေးသမားအကြီးကြီးနဲ့အရင်ယင်းနေယင်းနေရောဒီကိစ္စကသူတို့ကတခုခုလောက်ခဲ့ဆိုရင်တော့မှသူတို့မှာဖုံးလိုက်နေအင်အားရှိရလို့လူရန်ကမြင်ကြတယ်။ပိုကိုတွေ့ရနေမှာပေါ့။ပိုရဲ့ body ကိုအကုန်လုံးကစစ်ဆေးပြီးတော့ရှယ်ရီကဒီဟာက ီကလေးက accident ဖြစ်ပြီးတော့အဲ့ရပေါ်ကသူပြုတ်ကျပြီးတော့ဒီကအသက်ရှူကျက်ပြီးတော့ထိသွားတာဆိုပြီးတော့ဒီအမှုကိုပိတ်လိုက်တယ် accident ဆိုရဖြစ်နိုင်ခြေဘက်ကနေစဉ်းစားကြည့်မယ်ဆိုရင်ပိုရဲ့အဲ့ရအကြောင်းအရင်ပြောရမယ်ပိုရဲ့အဲ့ရကဘလို site မျိုးလဲဆိုတော့ queen site ဘက်လုံးဝအကြီးပဲကလေးနဲ့ကလေးတယောက်အတွက်တော်တော်ကြီးရဲ့အဲ့ဒီအတွက်ကြောင့်ပိုအိတ်ဖို့ခေါင်းချဖို့ခေါင်းတစ်လုံးပြင်နောက်ထပ်ခေါင်းနှလုံးပါဘေးဘက်မှာသူတို့ကထားရပေးထားတယ်ပိုလှည့်ရင်ပြုတ်ကြမှာဆိုလို့ ဲ့လိုကောင်းနေထားပေးရောသူကဘေးဘက်ကိုမပြုတ်ကြနိုင်မယ်နဲ့ပြုတ်ကြမယ်ဆိုသူလိမ့်နေတယ်ဆိုအောက်ကိုပဲပြုတ်ကြနိုင်နေရရှိရယ်အောက်ကိုပြုတ်ကြသွားပြီးရော11ထားသူမမှန်မဲနဲ့11ထားသူမမှန်တော့အသက်ကမရှူနိုင်တော့ဘူးအဲ့တော့အဲ့လိုအချိန်နေမျိုးမှာတည်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အိရာကစောင်းနေရောအိရခင်းနေရောအများကြီးထက်ခါထက်ခါထက်ထားတော့ဒီဟာကလိတ်သွားရဲဆိုရင်11ထားသူမမှန်တာဖြစ်သူ့အသက်ရှူလို့မရဖြစ်ကောင်းဖြစ်နိုင်တယ် ီလိုမျိုးနေရာမှာဘာလို့အနံ့မရလဲချက်ချင်း3ရက်လောက်နေရောအနံ့ရမှာလीပုံမှန်ဆိုရင်ဒါ6ရက်လောက်နေမှာအနံ့ရရဲဆိုတော့ဒါပုံမှန်ဟုတ်ရလားဆိုရင်ဆောင်နေတဲ့ဒီတိုင်းထက်နေရောလိတ်နေရောအနံ့ကဖုံးသွားလို့လည်းပြောကြတယ်ပေါ်ရဲ့အခန်းကပုံမှန် temperature ပဲရှိရအောင်က room temperature မက္ကဆီကိုကအရင်အေးရဲ့နိုင်ငံလည်းမဟုတ်ဘူးဒါ room temperature ပဲရှိရဆိုတော့ပုံလုံးကဖြစ်ကောဖြစ်နိုင်ရလားဆိုပြီးစဉ်းစားကြရတယ်10%လောက်ကဒီ accident ဆိုရဲ့ ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ဒီ internet မှာ theory တွေကအော်သူတို့ခလေးလဲအလိုပဲတခါလေးပြုတ်ကြရဲပြုတ်ကြရဲလုံးဝရှာမတွေ့ဘူးအဲ့လိုမျိုးဖြစ်နေတာဖြစ်တယ်ဆိုပြီးတော့ပြောကြပါမယ်နောက်ထပ်90%တော့ဒါကတော့လုံးဝမဖြစ်နိုင်ဘူးရုပ်တိတ်မရှိဘူးဒါလူတတ်မှုပဲဆိုတော့ theory အများကြီးလည်းရှိတယ်ပြီးတော့ပထမဆုံးလူပြောအများဆုံး theory အဲ့ဒီ theory ကဘာလဲဆိုတော့ပိုအမေ lizard fara ကပိုတက်လိုက်တယ်ဆိုတဲ့ theory ပဲဘာလို့ lizard တက်လဲလို့ထင်တာလဲဆိုတော့ဒီသူ့ရဲ့ သူကအင်တာဗျူးအများဆုံးဖြေရဆိုပြီး just ပြောခဲ့ပါတယ်။သူ့ရဲ့အင်တာဗျူးဖြေတိုင်းသူ့ရဲ့မျက်နှာ expression တွေသူ့ရဲ့ body language တွေသူ့သုံးတဲ့စကားလုံးတွေသူ့ပြောတဲ့စကားတွေအကုန်လုံးကအော်သူသက်လိုက်တာလားဆိုပြီး tension စရာကောင်းလောက်အောင်ဖြစ်နေလို့ဘယ်လိုမျိုးလဲဆိုတော့ဥမာပြောရမယ်ဆိုရင်သူ့အင်တာဗျူးပထမဆုံး interviewer တယောက်ကသူ့ကိုမေးတော့ပိုဘယ်သူခေါ်သွားရဲ့တယောက်ရောက်ခေါ်သွားရဲ့လို့ထင်လာလို့မေးရဲ့အခါသူကဘာပြောလဲဆိုတော့ um ဟယ်ရီပေါ်တာတောင်မှဂျိုသားတွေခေါ်ခေါ်သွားမှာပေါ့ဆိုပြီးအဲ့လိုမျိုးဒီအိုင်းပဲတီတီငယ်နဲ့ပဲပြောလိုက်တယ်။ပြီးတော့နောက်တစ်ခုကသူအဲ့လစ်ဆက်ပြောတဲ့စကားတခုပေါ့နော်။သူသူပေါ်လက်ကိုဆုံချောင်းရအောင်အောင်မှာသူ့မှာနောက်ထပ်သမီးတယောက်ရှိတယ်ဆိုပြီးတော့သူပြောတယ်။အင်တာဗျူအာတယောက်နဲ့သူပိုခန်းထဲမှာပိုရဲ့ပကြမာကိုထုတ်ပြတယ်။အဲ့ကိုထုတ်ပြရတဲ့အချိန်မှာသူထုတ်ပြရတဲ့ပကြမားနဲ့ပိုရဲ့ဓာတ်ပေါ်ကြီးပိုရဲ့အလောင်းမဝတ်ထားတဲ့ပကြမားအတူတူပဲအဲ့တော့အကောင်လုံးကလည်း ဒါကဘာလဲပေါ့မဟုတ်မဖြစ်နိုင်ဘူးဗာညာဆိုပြီးဒီသူတို့တစ်ခုခုဒီဟာကိုပြန်ဆင်ပေးရအောင်ဖြစ်ဖြစ်ကောင်းဖြစ်မယ်ဆိုပြီးတော့ပြောကြတဲ့အချိန်မှာလက်ဆက်ကဘလို့ပြန်ပြောလဲဆိုတော့ဒါကပိုးရဲ့ပကြားမမဟုတ်ဘူးသူ့အမပကြားမအမပြမိရဆိုပြီးပြောတယ်ပြီးတော့နောက်ထပ် theory တစ်ခုကပိုးက fire တဲ့ bravo ကနေပြီးတော့အသက်ရှင်နေရတဲ့ပြန်မရောက်လာဘူးဆိုတဲ့ theory အဲ့ theory ကဘာလို့ယုံကြည်ရှိလဲဆိုတော့ပိုသေးတာကအသက်ရှူချက်ပြီးသေးရလေ။ Variety Bravo ဆိုတာကခြေကံကွာ အဲ့ရေကန်မှာပိုဟိုတယောက်ယောက်ကရေနဲ့တက်လိုက်တာပိုနဲ့သွားတဲ့နှစ်ယောက်ကသူ့အဖေနဲ့သူ့အမရှိတယ်။သူ့အမအကြောင်းပြောရမယ်ဆိုရင်ပိုရဲ့အမကလူဆက်ကတခါပြောမှုရယ်။ပိုရနေတဲ့ attention တွေခယူဆိုင်မှုတွေကို तू ကသိပ်ပြီးမကြိုက်ဘူး။ तू အလောက်မရလို့ပိုနည်းနည်းမနာလို့ဖြစ်တယ်လို့တခါပြောမှုရယ်။ပြီးတော့ကလေးထိန်းတဲ့တယောက်ကလည်းပိုရဲ့အမကို aggressive ဖြစ်တယ်လို့ तू ပြောမှုရယ်။အဲ့အတွက်ကြောင့်ဒီကလေးက နိုင်ကျင့်တတ်တဲ့ nature ရှိရဲဆိုရင်ပိုနိုင်ကျင့်နဲ့လက်လွန်သွားလဲဖြစ်ပေါင်းဖြစ်နိုင်တယ် just ပြောသလိုရေနဲ့တယ်ဆိုရင်ဘာလို့အစုတ်ထဲမှာအလောင်းစစ်စေးကြီးရဲ့ခါအစုတ်ထဲမှာရေမတွေ့ရလဲဆိုပြီးမေးစရာရှိမယ်ဘာလို့ရေမတွေ့ရလဲဆိုတော့ဒီ clay မှာဖြစ်များတဲ့ silent drowning drain drowning တခုရှိရပေါ့နော်အဲ့ဒီဖြစ်စဉ်ကဘယ်လိုလဲဆိုတော့ရေနှစ်တဲ့အခါခလေးတယောက်ရေနှစ်တဲ့အခါမှာရေကအစုတ်ထဲကိုဝင်ချိန်မရလိုက်ဘဲနဲ့ လေပြုံပိုက်ကိုဒီအတန်ကျိုးကြီး vocal cord တွေကပိတ်သွားပိတ်သွားတော့အောက်ဆီဂျင်ကမရတော့အမှားနဲ့အသက်ရှူချက်ပြီးတော့တေသွားဖြစ်နိုင်ကြီးရှိရယ်ဟောပိုးသားတကယ်သူ့ပါသူတယောက်တည်းရေနစ်ပြီး accident နဲ့တေသွားတာဆိုရင်တော့အမသူတို့ကဒီလောက်ကြာကြီးဖုံးထားကြမှာမရှိရโอเคအဲ့ဒါဆိုနောက်ထပ် theory တစ်ခုနောက်ထပ် theory တစ်ခုက Morrissey ကိုသူ့ရဲ့အဖေသူ့ကိုတတ်လိုက်တယ်ဆိုရယ် theory အဲ့ဒါဘာလို့ဖြစ်နိုင်လဲဆိုတော့ Morrissey ရဲ့ Lizard ရဲ့အိမ်ထောင်ကြီးကလုံးဝအဆင်မပြေတော့ အဆင်မပြေတော့တဲ့အလျောက်လစ်ဆက်ကအမေကဒီကလေးနှစ်ယောက်ရဲ့ custody ကိုအဖေနဲ့အမေပြိုင်လို့ရတယ်အမေပဲနိုင်မှာတော့တုံတန်ကိစ္စရမှာအမေပဲနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့် Mauricio ကလစ်ဆက်ကို child support ပေးရမှာ child support ပေးရမယ့်အခါကျရင်ပုံမှန်ထက်ခရူးဆိုင်မပူလို့ရဲ့ကလေးရဲ့ child support ကအရန်စရိတ်ကုန်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အရန်ပတ်စံကုန်မဲ့ရိုးဘောက်ကိုပေးလိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့ Mauricio ကအဲ့ဗိုင်ရက်ရဲ့ problem မှာတဲ့ကခုန Just ပြောလို့ပဲ ပိုရဲ့အမမဟုတ်ရင်သူတက်လိုက်တာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီအချက်မှာဒီဟာ motive ပေါ့နော်သူဘာလို့တက်ချင်လဲဆိုတော့ရည်ရွယ်ချက်ဒီ theory သုံးခုလုံးကဘယ်သူပဲသက်သက်ကွာတယောက်တည်းတက်ပြီးတော့ဒီဟာ accident မှာဆိုတော့ result ရအောင်ဒီဘယ်သူမှမလုံနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ဘယ်သူပဲသက်သက်တယောက်တက်လိုက်တယ်ဆိုရင်၃ယောက်လုံးကတိပြီးတော့အကုန်လုံးရဲ့ teamwork ကိုလိုရယ်ပေါ့နော် Mauricio ရဲ့အဖေကလည်းသူတို့တပတ်လနာကူညီရလို့လည်းမြင်တယ်ဒီ theory သုံးခုလုံးကလည်းပြောလို့ပြီးသွားပြီအဲ့တော့ပိုစပြောက်တဲ့နေနဲ့ ပို့ပြန်ရှာတွေ့ရနေနှစ်ရက်မှာ just မပြောဘဲနဲ့အရေးကြီးရဲ့ခြံငယ်ရနေဆက်ရှိရပါတော့အဲ့နောက်ချက်ကဘာလဲဆိုတော့ပို့ဆက်ဆပြောက်တယ်လို့သိရတဲ့နေ့ March 22ရက်နေ့မနက်မှာမနက်အစောကြီးဘသူပြန်ထွက်သွားတယ်လို့ထင်တယ်အဲ့ Morrisio Guevara ပို့ရဲ့အဖေကပြန်ထွက်သွားဘာလို့အပြင်အဲ့လိုထွက်သွားလဲဆိုတော့သူ exercise လုပ်ဖို့လို့ပြောရတယ်ဒါပေမဲ့သူပုံစံကိုကြည့်အားပုံမှန် exercise လုပ်တဲ့ပုံစံနဲ့ရောအရင်ရောမတူဘူးပေါ့နော်အဲ့အကြောင်းဒီအားပို့ပြီးတော့တန်တရားဖြစ်စရာအရင်ကောင်းတယ် ပြီးတော့မတ်လ30ရက်နေ့ပိုရဲရှာတွေ့ရနေပေါ့နော်အဲရဲလာမရှာခင်ဒီလိုမျိုးနေရမှာမိရအကြိုက်ပြတ်သွားတယ်အဲ့လိုမိကြိုက်ပြတ်သွားတာကမော်ရီစီယောက body ကို12ရက်နေ့ကနေပြီးတော့ပြင်ထုတ်လိုက်ပြီးတော့30ရက်နေ့မှာပြန်လာထည့်ရလာဆိုပြီးတော့ကောက်ချက်ချလို့ရပါမယ်ဒီမှာပါလေးတစ်ခုလိုသွားလဲဆိုတော့မော်ရီစီယောကအဲ့ဒီနေ့30ရက်နေ့ကထိမ့်သိမ်းခံတာရာနေဆက်ဟိုတယ်တစ်ခုမှာ အဲ့ဒီတော့ကြောင့်သူလောက်တာအလုံးဝမဖြစ်နိုင်ဘူးသူတို့ကိုတရားရောက်ကူညီပြီးတော့ပြန်ထည့်ပေးတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒီအချက်တွေကိုအကုန်ကြည့်မယ်ဆိုရင်တရားရောက်ကတခုခု cover up လုပ်ထားရဲဆိုတော့နည်းနည်းတော့ပို့ပြီးတော့ accident ထက်တရားပို့ပြီးဖြစ်နိုင်ကြီးရှိရယ်ကွာဒါပေမဲ့အမှုကိုဒီကလေးကဒီလိုမျိုး accident နဲ့အသက်ရှူချက်ပြီးတေသွားတာပါဆိုပြီးပိတ်လိုက်တဲ့အတွက်ကြောင့် April 4ရက်နေ့မှာ2010မှာဒီ Mauricio Lizard ရဲ့ပြီးတော့ကလေးတိတ်နှစ်ယောက်ရဲ့ လေးယောက်လုံးကိုသူတို့ကပြန်လွတ်လိုက်တယ်အမှုမရှိအောင်မှုပိတ်လိုက်ပြီဆိုတော့ပြီးတော့ April 6ရက်နေ့မှာ Lizard ကဥဆောင်ပြီးတော့သူ့ကလေးရဲ့ funeral သူလုပ်ပေးရဲ့ပြီးတော့ပိုကိုပိုရဲ့အလောင်းကိုသူမြေမြုပ်ပေးရဲ့ဒါမဲ့အဲ့ဒီနေတော့ Mauricio ကပိုအဖေဘက်ကအမျိုးကြီးအကုန်တရားမပေါ်မလားဘာလို့လဲဆိုတော့ agreement တစ်ခုကြောင့်ပေါ်မလားလို့တော့သူတို့ပြောရဲ့ဒါမဲ့အဲ့ agreement ဘာလဲဆိုတော့ဘယ်သူမှမသိဘူးဒီကိစ္စကိုဒီလိုမျိုးဒီတိကြည့်ပြီးတော့တနှုံးလုံးနဲ့ဖြစ်ပြီးတော့မဟုတ်တရားရောက်က မက္ကဆီကိုမှာရှိတဲ့သူပဲသူတရားကမဟုတ်ဒီအမှုကိုပြန်ဖော်ခြင်းနဲ့ဆိုပြီးတော့ဖြည့်ရင်တော့မှဒီအချိန်ဒီမှာဘယ်သူမှဘာမှလုပ်လို့မရတော့ဘာလို့လဲဆိုတော့ဒီကလေးရဲ့အလောင်းကို2000ခွန်အာပြန်ဖော်ပြီးတော့အမိသက်ကြိုလိုက်လို့အကျဉ်းချန်နေကောင်းအဲ့တော့ဒီကိစ္စကဘယ်လိုမှအဖြေရှာလို့မရတော့ဘူးပေါ့နော် accident ဆိုတာ ਈ ကိုလက်မခံခြင်းနဲ့သူတွေကလက်ခံခြင်းနဲ့သူတွေအကုန်လုံးကတရားလို့ပဲလက်ခံရအောင်ပါပဲ ဘာ theory ကဖြစ်နိုင်ဆုံးလို့ထင်လဲ just pure theory မဟုတ်ရလဲကိုပိုင် theory ကြည့်ရင်လည်းကောင်းတဲ့ပေါ်လာတဲ့ theory ရှိရင်လည်း comment ထဲမှာဆွေးနွေးသွားပြီးလို့ရှာတယ်ပြီးတော့ video ကိုအဆုံးမသတ်ခင် studio clip မြန်မာအကြောင်းကိုပြောပြချင်တယ် studio clip မြန်မာဆိုတာကဒီလိုမျိုး content တွေအပြင်တခြားဘူသူဒ္ဒရရ content တွေတခြားရရတဲ့ content တွေပြီးတော့ short video တွေအစုံကိုဒီ channel တစ်ခုထဲမှာပဲကြည့်ရှုလို့ရတဲ့ channel ပေါ့နော်အဲအကြောင်းဒီ video ကိုကြည့်ရင်ကော channel ထဲက content တွေတစ်ခုမျိုးမျိုးကိုကြည့်ရင်ကော like and subscribe လုပ်ထားပေးဖို့ just ကတောင်းဆိုချင်ပါတယ်အဲဆိုရင်နောက်ပတ်ဒီမှာဘယ်လို content တွေလာမလဲဆိုတာကိုတစ်ချက်လောက်စောင့်ကြည့်ပေးပါဦး